မြန်မာပြည်ရဲ့နာမည်ကျော်ရော့ဘရင်ကြီးဇော်ဝင်းထွန်းရဲ့ရပ်တန်းခဲ့တဲ့ဘဝပုံရိပ်များပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ရော့အစရောကြီးဇော်ဝင်းထွန်းကရော1964ခုနှစ်ဇန်နဝါရီလ22ရက်နေ့မှာမွေးဖွားခဲ့ပြီးအမှုပညာမျိုးရိုးရှိပါတယ်ဖခင်ဖြစ်သူကတော့ဒေါက်တာကြည်ခင်ဖြစ်ပြီးမိခင်ကတော့နာမည်ကြီးအစရောထားပဲဖြစ်ပါတယ်အစရောထားရဲ့ဖခင်ကြီးကတော့အလင်ကကျော်စွာခိတာစာဆိုရွှေတိုင်းညောမှာရွှေတိုင်းညောရဲ့ဖခင်ဟာကောင်းမခင်နှောင်းပိုင်းမှာ ထင်ရှားကြောကြားခဲ့တယ်။လူရွှင်တော်စာစုဦးကျင့်ခေဦးကျင့်ခေရဲ့ဖခင်ကတော့ကုံမောင်ခေကနန်းတွင်းစာစုတော်ကြီးဦးလန်းမောင်။နန်းတွင်းစာစုတော်ကြီးဦးလန်းဆိုတာတချင်းကြီးတချင်းခမ်းများကိုစနစ်တကျသိဆိုနိုင်တဲ့အတွက်မင်းတော်မင်းနဲ့တီပေါ်မင်းတို့လက်ထက်မှာအမှုတော်ထမ်းခဲ့ရတဲ့အစရောတအုပ်ဖြစ်ပါတယ်။ဦးလန်းရဲ့တာဖြစ်သူဦးကျင့်ခေဟာဦးလန်းရဲ့တာဖြစ်သူဦးကျင့်ခေဟာမြမသဘင်လောကမှာအလွန်ထင်ရှားခဲ့တဲ့လူရှင်တော်ကြီးတအုပ်ဖြစ်ခဲ့ပြီး တချင်းရေးဆရာလည်းဖြစ်ပါတယ်။ဦးကျင်ခဲရဲ့တာတော်ဆက်တဲ့ရွှေတိုင်းညွန်ဟာလည်းဓမ္မပူဇာတိများလူမှုရေးအချက်တီစုံလွယ်တီတချင်းများနဲ့နိုင်ငံရေးတီတချင်းစတဲ့တပြတချင်းအများအပြားရေးခဲ့ပြီးနမေကျော်နဂနီတချင်းဟာသူရဲ့လက်ရာတွေကတခုအပါအဝင်ဖြစ်ပါတယ်။ဆရာကြီးရွှေတိုင်းညွန်ရဲ့တမိအစိုးရထားဟာလည်းမွန်နိုထာနီမနှက်ပြန်သူမဟုတ်ပေတော့အခါမုံဆက်ဆက်မရွယ်တန်တရာတကွေဝဲဆိုတဲ့တချင်းတွင်နဲ့အတူဘိုးဘေးများနေတူ အောင်မြင်ကြကြတဲ့နာမည်ကြီးအစိုးရတအုပ်ဖြစ်ခဲ့ပါတယ်။အစိုးရဇော်ဝင်းထမတော်အသက်တနှစ်ကျော်တဲ့အကိုတအုပ်ရှိပြီးနာမည်ကတော့ဇော်မျိုးထွပါမြမခင်အောင်ကနဝင်းတီးရစီယာအစိုးရဖြစ်ပြီးမယ်။သူတို့ညီကိုနှစ်ဦးလုံးဟာရော်ခီတာကိုချင်းမြတ်နှုတ်ခဲ့ကြပါတယ်။ကိုညီထလိုအားလုံးကတရင်တနီခေါ်ကြတဲ့ဇော်ဝင်းထော်ဟာရန်ကုန်တက္ကသိုလ်မှာဇူလော်ဂျီပွဲကိုရရှိထားပါတယ်။ဇော်ဝင်းထော်ရဲ့ဖခင်ဖြစ်သူဒေါက်တာကြည်ခင်ဟာ အနုပညာကိုဝါသနာပါပြီးခြေခင်မြန်နိုးလွန်းသူဖြစ်တာကြောင့်အိမ်မှာဂီတအနုပညာရှင်တွေနဲ့စီကားနေတတ်ပါတယ်။ဒါကြောင့်လည်းအားလုံးရဲ့တိုက်တွန်းမှုကြောင့်သုံးနှံအရွယ်လောက်မှရင်တချင်းတီဆိုနိုင်ခဲ့ပြီးပထမဆုံးဆိုခဲ့တဲ့တချင်းကတော့မင်းမင်းလက်ရဲ့တချင်းပါ။ထို့နောက်အသက်ဆန်းနှန်းနဲ့မပြေခင်မှာမန္တလေးကဆီယာပန္ဒရာဦးမြမောင်စီမဆောင်းပတ္တလာအတီးပညာကို စနစ်တကျသင်ကြားခဲ့ပြီးမန္တလေးကထင်ရှားတဲ့ရင်မောဂီတဒီဝိုင်းနဲ့ ိုရိုင်းဂဒါတီကတချင်းတွေစိုတက်လာခဲ့ပါတယ်။1989ခုနှစ်မန္တလေးကနေရန်ကုန်ကိုပြောင်းလာခဲ့ပြီးတဲ့နောက်အမှုပညာရန်ဝန်ကပုံမကျဲဝန်လာခဲ့ပါတယ်။ဇာတ်တုံးရဲ့အွယ်မှာမိခင်ဖြစ်သူအစိုးရထားတချင်းဆူရနောက်ကိုအမြဲတမ်းလိုက်ပါလိမ့်ရှိတဲ့ကိုညီထွားဆရာဖြစ်ပြီးတဲ့နောက်ဆရာစောပွဲမှုရဲ့ဂီတာသင်တန်းမှာတွားရောက်သင်ယူခဲ့ပါတယ်။အဲဒီနောက်ဒရမအဖြစ် Oasis DIY မှာဝင်ရောက်တီးခတ်ခဲ့ကအဆိုပါ DIY နဲ့ဖြူသည်ဆိုင်းဆိုင်မော့ ခွန်တန်းထွန်မိခလာတို့ရဲ့စီးရီနဲ့ရုပ်ရှင်တခြင်းတွေကိုပါဝင်တိခတ်ခွင့်ရခဲ့ပြီးအသက်16နှစ်နဲ့ဂီတပါရမီကိုထုတ်ဖော်ခွင့်ရရှိခဲ့ပါတယ်။ OES မှာလေးနှစ်တာ ဖြတ်သန်းခဲ့ပြီးတဲ့နောက်စေကျော်တဲ့အရွယ်မှာရင်အောင်မြင်မှုတွေရရှိလို့နေပါပြီ။ဒါပေမဲ့လည်းသူတို့ညီကိုနှစ်ဦးကိုပိုဝေရီနဲ့မိခင်ဖြစ်သူလို့ပိုပြီးအောင်မြင်စေခြင်းနဲ့ဖခင်ကြီးရဲ့ဆန္ဒတွေကြောင့်1980ပြည့်နှစ်မှာအင်ပါရာတီဂီတာအဖွဲ့ကိုထူထောင်နိုင်ခဲ့ပါတယ်။ 1983ခုနှစ်မှာပထမဆုံး TL ဘန်ဖြစ်တဲ့မာဂျူရီညာအခွေကိုထုတ်ခဲ့ပါတယ်။အဲဒီအခွေထဲမှာတင်းရင်ဆီယာမင်းချက်သူရေးပေးတဲ့တခြင်းတွေပါဝင်ပြီးဆီယာသူခမိန်က ကိုညီထွတ်အတန်ကိုသဘောကျလို့ဆိုပြီးမြစ်တာနဲ့ရေးပေးခဲ့တဲ့တခြင်းသုံးပုဒ်ပါဝင်ပါတယ်။အဲဒီအချိန်မှာကိုညီထွတ်ကအသက်16နှစ်ပဲရှိပါသေးတယ်။မာဂျူရီညာစီရီရဲ့အတိုင်းတွေကိုဖခင်ဖြစ်သူကရေးပေးခဲ့တာဖြစ်ပြီးအခွေထဲမှာအကိုဖြစ်သူဇော်မျိုးထွတ်ကရှက်ပုတ်ပါဝင်သီဆိုကား ကိုညီထွက်ကစေဖို့တည်ဆိုခဲ့ပါတယ်1983ခုနှစ်မှာမကျူရီညာနဲ့အတူဂီတမှာအောက်သက်ကြည့်ပြီးအောင်မြင်တဲ့ဂီတသမားတွေဖြစ်လာခဲ့ကြတာဟာဖခင်ကြီးရဲ့ပြုစုပြောထားမှုကအထူးကပါဝင်ပါတယ်တရေစီယာစောကုစင်ဒုခမိန်လိုင်းမင်းချစ်သူတို့ရေးသားထားတဲ့တခြင်းတွေကိုတည်ဆိုရင်အဲဒီကနေတစဉ်တောက်လျှောက်နာမည်ကြီးလာခဲ့ပါတယ်ဇော်ဝင်ထွေရဲ့တည်တခြင်းတွေဖြစ်ကြတယ်အချက်များသူစီမှာ strawberry ချစ်သေးရှင်အချက်တေးလား လေပြင်းအနှိုင်းမဲ့အစုံဘသူရှိမလဲမဟာအစရှိရဲ့တခြင်းများစွာနဲ့မာဂျူရီညာများအချစ်စွမ်းအင်ကျဲတကွန်လန်တဲ့ရော်တစီရှေပြေရှင်တန်ချင်းရာဇဝင် နေရတဲ့ခရီးသွားမီဂိုရမ်များ စီဆိုပန်းရိုက်ညနာ မဟာဂျပစီစီပေါင်းခါရင်ညာစတဲ့အခွေများဟာ အောင်မြင်ကြောကြခဲ့ပါတယ်အစရောကြီးဇော်ဝင်ထောဟာပကြီးဆွဲရတာနဲ့ ပကြီကားတွေစူးစီးရတာကိုကြိုင်းနေတတ်တဲ့အပြင်ခက်ကြံကြံကစားရတဲ့အကစားတွေကိုနှစ်သက်တာကြောင့်ကရာတီကို၃နှစ်နေပါတင်ယူပြီးကစားခဲ့ပါတယ်။ဒါကြောင့်လည်းကိုညီထွန်းဟာအမြဲတမ်းလှလိုလန်းဆန်းတက်ကြွနေတတ်ပါတယ်။ဇော်ဝင်ထွန်းဟာဇနီးဖြစ်သူမေခိုင်အောင်နဲ့လက်ထပ်ခဲ့ပြီးတာဝေထွတ်တော်ရခေါ်ဤတိုးနဲ့တမီဝေထွတ်တာယာခေါ်ချန်ချန်တို့တာသမီနှစ်ဦးထွန်းကားခဲ့ပါတယ်။တာဖြစ်သူဤတိုးဟာဖခင်ဖြစ်သူလိုပဲအောင်မြင်တဲ့အစိုးရတအုပ်ဖြစ်လာခဲ့ပြီး ကောင်းမောင်ခင်မဒီကနေ့အထိအနုပညာမျိုးဆက်တစ်ခုကိုဆက်လက်ထိန်းသိမ်းထားဆဲပင်ဖြစ်ပါတယ်။